okay ya okay အဲ့ပြန်ဆက်ပါအာညီမဘာညီမလေးပဲခေါ်လိုက်မှာနော်တို့ရဲ့တို့ချင်းချင်းဆိုအညီမလေးရကြတော့အဒီတို့တချင်းဆိုတဲ့ဘိုင်းမှာကတော့အားလုံးက၄ယောက်စလုံးကအရန်တော်တယ်အဒီနော်တို့တန်းပြန်ဝင်ပါလေအရန်တော်ကြရဲဆိုတော့အရန်ခတ်တယ်နော်အဲ့တော့ဘာပဲပညာရင်းပညာရင်းကတော့အရန်လေးစားဖို့ကောင်းပါတယ်အညီမလေးရကြတချင်းဆိုရဲဆိုတော့လေမားတို့ဆိုတချင်းဆိုဆိုမားတို့တန်းဆိုလိုက်တာလားအားလုံးထွက်ပြေးွာတန်းရအဲ့ဒီဖြစ်တာဆိုတော့လေ အဲ့ဘယ်နေရာလဲမှာပော့နေရာဆိုရလားအေးဒီနေရာဆိုရလားအဲ့လို rock နေရာဆိုရလားအဲ့လိုအများဆုံးအဖြစ်ရတော့ rapper နေရာဆိုရလား rapper နေရာနေဆိုရတာဖြစ်လို့လဲဆိုတော့အဲ့လိုအတန်အဲ့လိုထွက်လိုက်တာနဲ့လူတက်ရှင်တဲ့အတန်ပေါက်နေတယ်ဟုတ်ပါဘူးတကယ်ကြီးနေချွေးစီပါလားပြိတ္တာဟုတ်အော်အဲ့ဒါဆိုလို့ရှိရင်ဘယ်ပြဆိုပြရမလဲဆီရှိ ဟုတ်ကောချက်ချင်တခုကတို့တို့ rapper ဆိုစားကြည့်လို့ရမှာဒီသုံးယောက်နိုင်မယ်ပေါ့အမှားထားပါကိုတေလင်းလောလုတ်ခိုင်းတာပေါ့တခါလဲလက်တန်းလက်တန်းလက်တန်းကိုကိုရဲ့ချက်လဲရရှင်ဘလောက်ဆက်ခိုင်းတာပါရတယ်ကိုကအစီပြေတယ်လို့အဲ့လိုမဆက်ချင်လဲကိုကတော့ဟိုဟာကိုရဲ့တချင်ကိုပဲဘလိုပေါ့ဟုတ်ကဲ့โอเคအဲ့ဆိုဗီစင်တဲ့ကတပိုင်းလေးပေါ့နော်တေးလေးပဲနည်းနည်းလေးပဲတေးလေးပဲတော့ဖြစ်တယ်ပြပလို့ပြအောင် uh, get lost in my eye to the point where you can't be blessed at the door, baby. And I'm holy. Eat your hot roll like a bowl of sushi. Oh, let's go. Let's go. Oh. ရှာမိုက်တယ်ရှာမိုက်တယ်ဖလေး congratulation next one next one ဗတာညီမလေးကြတော့ဘယ်နေရာတောင်းဝင်ပြောအာစီကွာကြတော့ဒီအဖွဲ့ရဲ့ leader ပေါ့နော်အော် leader ဟုတ်မလည်းငငယ်တော့အတိုင်းငေါဆောင်လို့ဒီစီကလိုတာလေးမမတော်ဟိုပါလေးတို့ရတယ်စားအဲ့ဒါဘယ်နေရာနေပြီးတော့ အဓိကကတော့ပေါ်ဘယ်လိုလဲဆိုတော့ဒီတပ်ပါတီနဲ့အလုပ်လုပ်တဲ့ချိန်မှာဖြစ်ဖြစ်ပြီးရင်ဒီအဖွဲ့နဲ့ပတ်သက်ပြီးတော့အဲ့လိုအာ planning လုပ်တဲ့နေရာတွေရယ်ပြီးရင်အဖွဲ့နဲ့ပတ်သက်ပြီးတော့ဟိုဘာတွေဆက်သွားမယ်ဘယ်လိုပုံစံဆက်သွားမယ်အဲ့လိုမျိုး management လောက်ရတာပေါ့နော် management อาดาเลโซราก็တော့မပါအောင်โซราก็တော့ပါအောင်ဆိုတော့ဆိုဘယ်လိုများမျိုးလေးတွေอ่ะโซราဟိုတယောက်ချင်းရဲ့ talent လေးတွေကိုကြည့်ကြတာเนาะလင်းလို့ကြတော့လေโซราကကျတော့အဲ live vocal ပေါ့เนาะသူက main vocal ဆိုတော့ live vocal နေတာ live vocal ကဘယ်လိုအမနားမလဲလို့အမဟိုနည်းနည်းဟိုမိတ်ကက်လိမ့်တာတော့ကောင်းကောင်းရတယ်အဲ့လိုမျိုးအဲ့လိုမျိုးလိမ့်တတ်တော့လားလိမ့်တတ်တယ်လေလိမ့်ပါတယ် option လေအဲ့ကျွန်မ business ပဲဟာ live vocal နေရာဆိုဘယ်လိုမျိုးလဲ vocal ကကျတော့ဒီ key ကကျတော့ဒီအဖွဲထဲမှာဆိုတကယ် vocal နဲ့ပတ်သက်တဲ့ဟာတွေဆိုရင်သူ melody ီနဲ့ပတ်သက်ထားရဆိုအကောင်ကသူအကျွမ်းကျင်ဆုံးပေါ့နော်စီကွာကကျတော့သူ့နောက်ကနေလိုက်ပြီး fail လိုက်တဲ့ second သဘောမျိုးပေါ့အဲ့လိုပုံစံနည်းနည်းလေးတချောင်းလောက်အော် okay အဲ့ဆိုရင်စီကိုရဲ့ချင်းလေး sorry mom ဆိုပြမယ်နော် sorry mom မြေရတဲ့လမ်းပေါ်ရှောင်ရင်းနေအမီလေးပဲလောကအမီလောကအမီလေးပဲဒီကိစ္စကတော့အားပါမို့တော့ဆင်းသေးဖြစ်နေပြီလားဆင်းပြီးတော့မှပဲပြီးတော့မှအများကြီးဆိုတော့ဒီထဲမှာတော့အသားရဲ့ skin လည်းအရင်ကောင်းတယ်နော်ဟုတ်တယ်အရင် စကင်ကဲရတော့တယ်သူစုရဲ့အမ်ဝိတ်ဆက်ပေးပါအောင်လောက်လားဟုတ်အဲ့ညီမကြီးကတော့ဘယ်နေရာလဲဆိုတာအညီမကတော့ဒီလို group role အနေနဲ့ဆိုရင်ကတော့ညီမက visual ပေါ့နော်အမ်ဒီ music ပိုင်းမှာဆိုရင်ကတော့ lead rapper သူက main rapper ညီမက lead rapper ဟုတ် sub vocal လေးတစ်ချက်တစ်ချောင်းလောက်လေး Um okay. A little late but. Yeah, we rent this town. We get it loud. You better watch out cuz visiting coming at you now. Oh, don't like that, no. Ha song le. ။အမြဲပြောရဲဟိုလောင်ပိုင်းမှာဆိုရင်ဒီလိုဒီဒါဒါလည်းလို့ဆိုတော့ activity group တွေပဲဆိုတော့အရန်ကိုလူတဲ့ talent ရှိရဲအားလုံးဘယ်လိုဖြစ်ရေမောင်တန်းပြီးတော့လုံနိုင်တယ်ရိုးရိုးသားသားနဲ့ကြိုးစားရဲအတွက်ကြောင့်ဟာလင်းတော့ဒါလင်းတော့ကတော့ဒါအသက်ကြီးတဲ့ပိုင်းတော့ကိုယ့်ရဲ့ဒါ senior လေးကြီးဆိုတော့ဂျူနီယာလေးကိုသိတယ်။တချို့ဆိုရင်နေရာမှာတော့ကျမရဲ့ senior ပဲ။ဟုတ်တယ်။အလားတော့ဒါကဘလောက်ပဲကိုထက်ငယ်ငယ်ကိုထက်ပဲဘလောက်ပဲဖြစ်ကိုထက် ကိုမလုံနိုင်တဲ့အရာကိုလုံနိုင်ရင်တော့လင်းရဲ့စိတ်နေရမယ်လင်းတို့ကအားကြောင့်မို့ respect ပေးပါတယ်လို့အဲ့တော့ကိုဘက်က main main ဖို့ကဲရဲ့အတန် main ဖို့ကဲရဲ့အတန်ကိုတော့နည်းနည်းလေးရှစ်ရှည်လေးဆိုဟုတ်ကဲ့အားလုံးလည်းမှတ်မိသွားတာပေါ့နော်အခုကြတော့ဒါအဲ့ဒါဆိုဒီ album ထဲမှာကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ဒီအမေနဲ့ပတ်သက်တဲ့ sorry ပြောမိလို့တို့တော့ဘယ်လိုခေါ်မှာမပေါ့လေရတယ်ကျွန်တော်အစီအမင်းဆို I'm so flexible ကုန်ရတယ်ပေါ့ကုန်ရတယ်ဟုတ်အမေကြောင့်ရေးထားတဲ့ခြင်းလေးပေါ့နော်အားလေးနည်းနည်းဆိုပြပေးခြင်းပါတယ်ဟုတ်ကဲ့ Sorry mom ye are lambo shall you name mount to the go ka ga to we ka le le pyo ma rao so ji sorry mom yeah. ကလေးလာပါဟိကလေးဆရာပါတော့ဆိုးအောင်စလားလေးအခုလေအမှန်တမ်းပြောရင်ကွာခုဆိုညီမလေးတို့နဲ့ပါတို့ပြောရပြီဆိုရင်ဗာဘာလေးဘင်းကောင်ကလေအမှန်ဆို တုံတုံဆိုတာလက်တန်းတကယ် reality ဆိုလက်တန်းပြရဆိုလीအမှန်တမ်းပြောရင်တယောက်နဲ့တယောက်မှာမတူညီတဲ့ဒါတချို့ family တွေကကြောင့်အရင်ကိုဝါသနာပါတဲ့အလုပ်ကိုပံ့ပိုးပေးရရှိတယ်အဲဒီလေးယောက်ထဲမှာဆိုရင်အမတို့ဆိုရင်မတို့မိသားစုဆိုတာတိတ်မပံ့ပိုးပေးဘူးကွာဒါအမအမအကြောင်းဆိုတော့အားလုံးအသိပေးတာဖြစ်တာဆိုတော့တို့တွေ LGBT ရဲ့ဘဝတွေမှာအားနေတဲ့သူလည်းရှိတယ်အားသာတဲ့သူလည်းရှိမှာအားသာတဲ့သူကတော့နည်းနည်းနည်းတယ်လို့ထင်တယ်အဲ့တော့ဒီလေးယောက်ထဲမှာဒီလိုမျိုးနေရာတစ်ခုရဖို့အတွက် ဒီလိုမျိုးလမ်းကြောင်းပေါ်တစ်ခုရဖို့အတွက်ဘယ်လောက်ထိဒီလေးယောက်ထဲမှာအခက်ခဲဒီထဲမှာလေးယောက်စလုံးကတော့ခက်ခဲရင်ခက်ခဲနေလိမ့်မယ်အဲ့ထဲမှာမှဘယ်သူကပိုခက်ခဲတယ်ထင်လဲခက်ခဲခက်ခဲဆိုတော့ကွာထားပါလေလုံးဆိုငယ်ငယ်တော့ဆိုရင်အမှန်တိုင်းပြောလို့ရှိရင်အဲအိမ်မနဲ့ယောက်ျားလေးလိုနေရတယ်အပြင်ထွက်မှသာဟိုနှခမ်းဒီလေးဆိုပါလေးဆိုဟိုလှလှပပနွဲ့နွဲ့အိမ်မနေတော့ဟိုအိမ်ကမိသားစုရဲ့ဟိုတစ်ခါတည်းကဖြစ်တည်မှုပေါ့နော်လက်ခံမိသားဒီလေးယောက်စလုံးရဲ့မိသားစုကလက်ခံပေးတာလား ဟုတ်ဟုတ်အခုကတော့လက်ခံလာပြီအခုကပြန်ပေါ့ဒီအရေးစမလုတ်ခင်ပါဘယ်လောက်ထိအိမ်နဲ့ခက်ခဲခဲ့လဲခက်ခဲခဲ့လဲဆိုတာသိချင်တာဆိုတော့အခုလက်ခံနေတဲ့အောင်မြင်နေတဲ့နေရာတစ်ခုရနေတဲ့အတိုင်းအတာတစ်ခုကိုလူတွေကဟိုနားလည်ပြီးရဲဆိုပေမဲ့ဒီလိုနေရာရဖို့အတွက်ကိုအဲကို့မိသားစုနဲ့ကို့ပတ်ဝန်းကျင်အတိုင်းဝိုင်းနဲ့အဲကို့ဆွေမျိုးတွေနဲ့ဈာမှာကို့ဘလို့ ဘလို့ရုံးကန်ခဲ့ရလဲဘလို့စ조사ခဲ့ရလဲမမအဲ့ချိန်မှာမနည်းနည်းလေးပို့ပြီးတော့ခက်ခဲအမှတ်ရဟာလေးတပေါ့နော်နည်းနည်းတုံရင်လိုရှင်လေးသိစင်တာပေါ့ခက်ခဲဆိုတော့တိုက်လာဖြစ်မယ်ဟုတ်လားဟုတ်လားအဲ့လိုဂုံးတိုင်းအောက်မှာပါအိတ်ခဲ့ရဟုတ်ပါ Yes yes အလောက်ကြီးကို तू အဲအိမ်နဲ့အိမ်နဲ့ကအဲ့လိုဒီဟာစားတည်သွားတဲ့အချိန်မှာအဲ့လိုအမေကဆရာမကိုအော်ចောင်းဆက်ပါအမေကចောင်းဆရာမကိုចောင်းဆရာမဆိုတော့သူကအဲ့လိုကြည့်လုံးဝဖွင့်ကြပါလားဒါအမတို့ကအမတို့ကလည်းကိုချင်းစားတယ်တယ်အမတို့ဘောကလည်းရန်ရန်ဒီဟာလေးအစီအစဉ်ပေါက်မှာဟိုအစီအပြေချောမွေပြီးလာခဲ့တဲ့သူမဟုတ်ဘူးကွာဟိုအမှန်တမ်းပြောရင်တော့သူများရဲ့သူတို့ပေါ့နော်ကိုမိဘမပြေလေတာမဟုတ်ကိုဆွေမျိုးတိုင်းဝိုင်းကလည်းပြေလေဒါပေမဲ့ကိုဒီလိုမျိုး transgender တယောက်ဖြစ်နေတဲ့ LGBT တယောက်ဖြစ်နေတာကိုကိုက ဟိုအရင်လက်မခံတာပေါ့နော်ဒါကို့အမျိုးသားချင်းတွေကငငယ်လေးတွေချိုးနေခဲ့ရတာဆိုတော့ပုံပွင့်လင်းလင်းနဲ့ကိုရှင်နေရှိတဲ့အတိုင်းကို reality ပြောလို့ရတယ်ဟုတ်တယ်ပြောနေရင်လည်းရတယ်ကျမတို့စာနာပေးမယ်အာတူရှိလဲရှိရောရပါတယ်တူရှိလဲရှိရောကြားတင်နေကြားတင်နေဟုတ်ခဲခဲခဲတာတော့အဲ့လိုအဲအိမ်ကအမေကတည်သွားတဲ့အချိန်ပေါ့ဒါကထုံးစံတိုင်းဖြစ်နေကြပဲပေါ့နော်အာအဖေကရှိရဲဒါပေမဲ့အဖေကကြတော့အဲ့လိုအိမ်မှာမရှိဘူးသူကအပြစ်မှာအလုပ်လုပ်ဟုတ်ဆိုတော့အာ အမေကတည်သွားတဲ့အချိန်မှာအလိုရံဖြစ်ကြရယ်ပေါ့နော်ထုံးစံအတိုင်းသားသမီးနဲ့မိဘရံဖြစ်ကြရတဲ့အချိန်မှာနောက်ဆုံးစကားများပြီးတော့ကိုကပဲစိတ်ဆိုးပြီးတော့ဆင်းသွားတာ။ဟုတ်ပါဆင်းသွား။သူကလည်းနင်တော့နင်ချပါတယ်ဒါပေမဲ့သူကတော့တကယ်စိတ်ပါမပါတော့မသိဘူးပေါ့နော်။ကိုကတော့စားတော့မပါဘူးလေ။တောင်းစုတောင်းတောင်းစုပလုံးစုတာပြေရိုးထုံးရှင်သားသမီးကတော့ပြေရိုးထုံးစံမှမရှိတာ။အာကိုရီးယားကစိတ်တူကြီးဆင်းချသွား။ဆင်းချသွားပြီးတော့တကယ်တမ်းအဲ့အချိန်မှာလည်းတက်တူ first year ဆဆတက်ချင်းဆိုတော့ဘာတငယ်ချင်းမှလည်းမရှိဘူးအဲ့ချိန်မှာအဲ့လို၁၀တန်းလောက်တငယ်ချင်းနေရလဲဒါသူတို့ရဲ့လမ်းကြောင်းပေါ်သူတို့ပေါ်နော်လုံနေကြတဲ့အချိန်မှာကိုကလည်းသွားပြောရတာအဆင်မပြေဘူးအဲမပြေတဲ့အချိန်မှာအဲ့လိုအဲ့လိုတခါလေအဲ့လိုအမေမမြင်အောင်လှေကားအိတ်အိတ်လှေကားမှာကတ်နေရဲ့အာတခါတလေကြလို့ရှင်အဲ့ဒီမြေကုန်းကုန်းဒရာအောက်မှာရှိရဲ့အဲ့ချိန်အဲအချို့ညရဲ့ဆိုတွေ့ရတယ် ဒါပေမဲ့အများကြီးမကြလိုက်ဘူးအဲ့လိုတပတ်နှစ်ပတ်လောက်ပဲကြလိုက်တာဟုတ်တယ်ပဲလေပတ်နေတာပေါ့ဟုတ်တယ်အဲចောင်းဝင်းစုံကြီးနဲ့ចောင်းဝင်းစုံကြီးနဲ့ဆင်းသွားစာရေးတောက်ရေးကကြတော့ကျွန်တော်ကဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့တက္ကသိုလ်မှာပေါ့နော်ကျွန်တော်ရဲ့တက္ကသိုလ်မှာသူကအဲ့လိုတက္ကသိုလ်ဝင်းထဲမှာအဆောင်ရှိရအဆောင်ရှိရောအဲ့လိုအဆောင်မှာတော့သွားအိတ်လို့မရဘူးပေါ့နော်သွားအိတ်လို့မရမှာအဲ့လိုတငယ်ချင်းတွေကကြတော့အဲ့လိုဒီလိုလိုဖြစ်တယ်အချို့တည့်ရသူတယောက်နှစ်ယောက်ရှိရအဆောင်နေတဲ့တငယ်ချင်းအဲအဲ့လိုပေးကြရကြွေးကြရကမ်းကြရပေါ့နော် အဲ့လိုပါပဲအရင်ကြီးတော့လည်းခက်ခဲလားဆိုတော့လည်းကုဘေးနားမှာကြည်ပေးနေတဲ့တငယ်ချင်းလေးတွေတော့ရှိတယ်။မိစေကောင်းတငယ်ချင်းတွေရှိတဲ့ခါမိစေကောင်းတွေတငယ်ချင်းကောင်းတွေရှိခဲ့။ကန့်ကောင်းတယ်ပေါ့နော်။အဲ့ဒီဂုံတရာရှိရာဒီစကိတ်စီးရနေရာဘလုံးကန်နေနေရာတို့အဲ့ဒီနေရာဟုတ်ဟုတ်အဲ့ဒီနေရာမှာအရင်တော့အဲ့လိုပန်းနေတာမရှိသေးဘူးထင်တယ်။ဒီအရေးကြီးဟုတ်တယ်။အဲ့တော့နှစ်ပတ်နေတော့အိမ်ကစိတ်ဆိုးပြေသွားပြီးပြန်အဆင်ပြေသွားတာ။အဲချက်ချင်းမတက်ရ။အော်ဘယ်လိုဘယ်လိုလဲအဲ့ဒီနောက်ကအဆင်လေးပြပြ။အဲ့ဒီအချိန်မှာမှဘာဖြစ်သွားလဲဆိုတော့အဲ့လိုတငယ်ချင်းတရာရဲ့အဆက်အသွယ်နဲ့ပေါ့နော်။တငယ်ချင်းအဲ့ဒီတငယ်ချင်းကတော့သူကကြောင်းဝမဟုတ် ကျွန်တော်ဒီအပြင်မှာတိခဲ့ရတယ်ပေါ့နော်အဲဒီဆယ်တန်းတော့ကျွန်တော်ကအင်္ဂလိပ်စာအရန်တော်ခဲ့ကိုကိုကြွားလိုက်ပြီဟုတ်ကဲ့အင်္ဂလိပ်စာအရန်တော်ခဲ့ဒီ British Embassy ဘက်ရောက်တယ်ပေါ့နော် British Embassy ဘက်ရောက်တဲ့အချိန်မှာအဲ့မှာတငယ်ချင်းတွေနဲ့တွေ့ရယ်တွေ့ပြီးတော့မှအဲ့လိုသူတို့ကအဲ့လိုအလုပ်တွေပေါ့နော် odd jobs တွေပေါ့အဲ့လိုအချိန်ပိုင်းအလုပ်လေးဒီဟာလေးလုပ်ပေးဘယ်လောက်ရမယ်ဒီဟာလေးလုပ်ပေးဘယ်လောက်ရမယ်အဲ့လိုလေးဝင်လုပ်ရင်းနေရမှာအဲ့လိုဟိုအဲတာကေတာဘက်ဖြစ်မယ်တဲ့ အဲဂုံးတရတထားတော့ကြော်ရတယ်ဆိုရင်တော့ direction ကလေမမှတ်တတ်ဘူးရရရပါ direction ကအရင်ကတ်ကဲအဲအဲ့ရောက်အဲ့မှာတင်တရားကြီးကြော်ရမယ်အဲတရားကြီးကြော်သွားတရားကြီးကြော်သွားပြီးတော့အဲ့မှာဘားတစ်ခုရှိရပါတော့ဘားတစ်ခုမှာအဲ့မှာအဆောင်ပေးမယ်နေစရာပေးမယ်သမင်းသုံးနှက်ကျွေးမယ်အဲလာကလည်းပြေးမယ်ပေါ့လာကတော့နေတာပေါ့နော်လာကတော့နေဒါပေမဲ့အဲ့မှာအလုတ်လုတ်ပေါ့အဲ့ရနေပြီးတော့မှ အလုပ်လုပ်ပြီးတော့အဲ့ဒီအချိန်မှာဘာဖြစ်နေပြီလဲဆိုတော့ကိုရီးယားဒန်ဆာဖြစ်ချင်နေပြီအဲဖြစ်ချင်နေတော့တွားတက်မှာရန်ကင်းမှာတင်တဲ့အဲဘတ်စကားကလည်းမရှိဘူးအဲ့လိုကိုစားဖို့နိုင်နိုင်အကြောင်းကလည်းရှိသေးရအောင်အကြောင်းစိတ်ကဘာညာလည်းရှိသေးတဲ့အချိန်မှာတာကီတာနဲ့ရန်ကင်းကိုလှောက်ရှောက်တာအော်ဒါပေမဲ့ဒါပေမဲ့ဒါပေမဲ့ကိုတေလင်းအခုကလေသူပြောရတာကအရှမ်း congratulation ပါကိုဘွားကိုစိတ်တရရချက်ခါရဲ LGBT တယောက်အနေနဲ့ဘွားကိုအရှုံးမပေးဘဲနဲ့ ရဲရဲဝံ့ဝံ့ကြော်ဖြတ်ခဲ့ရဆိုတာလည်းဒါတို့ LGBT မတူညီတဲ့ story တွေရှိကြတာဆိုတော့နေရာတော့ဂုံယူပါတယ်ဟုတ်တယ်တကယ်စိတ်တက်လဲကြိုက်မှန်တယ်ညီမလေးကိုမမေးရင်ညီမလေးကရမ်းစာတော်တယ်ဆရာဝန်တယောက်လို့လည်းသိထားတယ်ဟုတ်တယ်နော်အဲ့တော့ဆရာဝန်တယောက်လို့သိထားတာဆိုတော့ဒီစေးဆောင်တက်တဲ့အချိန်မှာရောညီမလေးအတွက်ဒီเจ้าမှာအမေအဲဘလို့ခက်ခဲလဲသွားရေးလာရေးနောက်ဆုံးกว่าရှင်းရှင်းပြောရရင် ဟိုတငယ်ချင်းအပေါင်းအသင်းပေါင်းတာအစားတို့တွေဆိုငယ်ငယ်တုန်းကဆိုအဲနည်းနည်းလေး trans LGBT ဆီရောက်ဆိုရင်ဟင်းတို့ head တို့ကရှိတယ်ကွာလင်းတို့ခက်ကဆိုအဲ့တော့အဲ့လို LGBT တွေတွေ့ရင်တငယ်ချင်းလည်း main ကလေးတငယ်ချင်းများဟုတ်တယ်ယောက်ျားလေးတငယ်ချင်းမရှိဘူးအဲ့တော့ကျောင်းတက်တုန်းကဆိုရင်ဘယ်လိုခက်ခဲခဲ့လားအဆင်ပြေခဲ့လားပေါ့ကျောင်းတက်တုန်းကအများကြီးတော့မခက်ခဲခဲ့အောင်မှန်တမ်းပြရမယ်ဆိုတော့အာစီကို10တန်းအောင်10တန်းဖြည့်ကန်ဒီလာမှာအဖေကဆုံးပြီးသွားတာဆိုတော့စီကို10တန်းအောင်နဲ့6ဘာသာပါတယ်ပြီးတော့စေချောင်းပါညာရောက်တယ်ဆိုတော့6ဘာသာဩ ဆိုရတယ်အဲ့ဒါတော့ဟုတ်လားအခုလိုပဲအခုလိုပဲအကူကလည်းဘာသာသုံးတစ်ဘာသာ40နဲ့အောင်လားအဲ့တိတ်ကြရအောင်မလွယ်ဘူးကိုရဲ့အဲ့လေရေးစင်းလေအဲ့စီကအဲ့လိုစေးချောင်းရောက်တယ်ဆိုတော့ထုံးစံနိုင်မှာစေးချောင်းဆိုတာကြအဲ့လိုလေတကယ်အဲ့လို rich kid တွေလာတယ်အဲ့လိုအားလုံးကအပြိုင်ဆိုင်အားလုံးကပြန်ဆန်ဆွဲချင်မှာကိုကစစ်တလားစင်းနစ်လားအဲမန်လေးစစ်ချောင်းမန်လေးစစ်ချောင်းအစီကမိုးကုတ်ကဆိုတော့မန်လေးစစ်ချောင်းမှာပဲတက်တော့မိုးကုတ်ရှေ့စားခြင်း လုတ်တက်တယ်လုတ်ချင်မယ်အော်တော်ဒါမှလုတ်ချင်အာဟိဆန်ကုန်လို့အာအဲစီကိုကြောင်းတက်တဲ့အချိန်မှာကျတော့စီကြောင်းဖြစ်တဲ့အတွက်ကြောင့်မလို့စီကိုကရောက်ချုံနေရရောက်ချုံတော့ဘိုကေနဲ့စတိုင်ပန်နဲ့အဲ့လိုမျိုးဆိုတော့အဲ့လိုဆိုစီကုန်နေကျင်လာကြအဲ့လိုမျိုးအဲ့လိုသပင်းညောင်ဆိုးကျင်နေတတူးထိုးကျင်နေအာ negative တွေလောက်ကျင်နေအဲ့လိုအအများအမျိုးဆုံးလောက်ကျင်လာလောက်ကျင်နေဆိုတဲ့အချိန်မှာအဲ့လိုမျိုးအဲဒိုင်မန်လေးဟို အင်္ဂါကြွားကြည့်နေအောင်လူတိုင်းသိပါအဲ့နင်ပါလဲဆိုတော့ညနေဘယ်လိုလဲအဲ့တော့ဒီစကားတတ်တာနော်အဲ့တော့ကျောင်းကလူတွေကတော့စကြပါပဲဒီမှာအဓိကအစဆုံးကတော့ကျောင်းဟိုအခုတိမကျင်တဲ့တရားပေါ့နော်လမ်းမတွင်လဲ တောင်းတော့ဘောလုံးတင်းရှိရဘောလုံးတင်းကကောင်းနေဆိုရမ်းစားအဲ့လိုကန်တင်းမှတွင်ကန်တင်းမှတွင်လဲကန်တင်းမှတွင်လဲအင်းအင်းအင်းအဲ့လိုလန်းလန်းစားအဲ့လိုဟေးရှူးရှူးညီမလေးပေါ့အဲ့အဲ့ဒါကြောင့်မလို့လေစီကုန်းနေနေကចောင်းတက်တော့အရင်အနေထိုင်စင်ကြီးရယောက်ျားလေး straight တင်နေဆိုရင်အဲ့လိုနီနီကက်ကဘရောမမနေဘာဆိုအပြောခံရမှာဆိုကိုကဘလောက်ပဲအနေမှန်နေပြောပြောဥပမာသူတို့ဒီလိုလေးတောက်ပုတ်လိုက်ရင်တော့မှဒါနောက်ကမှဘလို့အဲ့လိုမျိုးဆိုအဲ့လိုမျိုးဆိုအဲ့လိုကိုယ်ရေလိုမျိုးပဲရပုံးသေးနေပေါင်းနေပြီးရင်အဲ့လို main main ကြောက်လေးနဲ့ပေါင်းတယ် main ကလေးကိုမှအဲ့လိုအချောက်တွေချက်တယ် main ကြောက်လေးနဲ့အဲ့လိုမျိုးတွေပေါင်းတယ်ဆိုတော့အဲ့ဒါပြီးသွားတဲ့ချိန်မှာစီကိုဒီလို covid တွေပါပြီးဖြစ်တော့ចောင်းကနောက်ဆုံးနှစ်စီကိုနောက်ဆုံးနှစ်မှာចောင်းကအဲ့လိုဖြစ်သွားတဲ့ချိန်မှာအဲစီကို online shop တွေပါပြီးလုပ်ပြီးတော့ဒီရထနာတိုင်မန်နေလုပ်တဲ့ပြိုင်ပွဲလေးရလာတော့ကိုကလည်းအကဝါသနာပါចောင်းတော့ကလည်းအဲ့ dance club ရောဥက္ခရာဖြစ်ခဲ့ရဆိုတော့ဝါသနာပါတော့အမေနဲ့ပြောတဲ့အမေဒီဘက်ဝါသနာကိုတွားခြင်းနဲ့ဆိုတော့အမေကပါပြောလဲဆိုတော့အဲညနေကြိုက်တာလုပ်တဲ့ နင်လောက်တောင်နင်တာဝန်ယူနိုင်ရတယ်။ငါ့ကိုဘာမှလာမပြောနဲ့တကယ်လို့နင်အဲ့ဘက်လမ်းရွေးမယ်ဆိုရင်ကောင်းတာဖြစ်လာရင်လည်းနင်မဲခံစား။ဆိုးတာဖြစ်လာရင်လည်းနင်မဲခံစား။ငါ့ကိုအပူမကန့်နဲ့။အဲ့တော့နင်အမေနဲ့ကဆယ်တန်းပြီးကဲ financial အာမရှိတော့ relation อ่ะအမေဆရာလည်းပတ်စံတောင်းအမေကိုလည်းပတ်စံမပေးဘူးအဲ့လိုမလုံးဝမပေးဘူးလည်းအမေလည်းအမေကအမနာကအယံမာနာကြီးအယံမာနာကြောင့်မာနာကြီးရဲ့အလိုအမျိုးသမီးဆိုတော့သူเนี่ยအလိုပတ်စံစကားလည်းအယံကြီးမပြောတော့အဲ့ကလေးအမေเนี่ยခက်ကင်းကင်းနေရဆိုတော့ အမေကလည်းနင်းလှုပ်ချင်တာလှုပ်နင်းဖြစ်နင်းခံအဲ့လိုပဲပြောပြီးတော့အဲ့ဒါနင်းကောင်းလည်းနင်းဆယ်နင်းကောင်းလည်းနင်းဆယ်နင်းဖြစ်မွေးတော့ယူပါမလားမွေးတော့ယူပါမလား အခုတော့တိတ်နေပါတယ်အမေရလုံငယ်နှစ်လလောက်ကသုံးသွားတယ်ဆိုတော့အမေရကဘာဖြစ်ဘူးအခုကတော့အမေရကိုလုံပန်းနေပါတယ်အမေရကဟာခွခွနိုင်ပါခွနိုင်ပါခွခွနိုင်မဟုတ်တဲလူလည်းတည်သွားပြီဆိုတော့သူလည်းနောက်ဘွားရောက်နေဆိုတော့မူကြောင်တက်နေမလားမသိဘူးဟာလားပဲရှိရဲ့အလုံးမမြင်ဘူးမြင်လားမြင်မှာပါဘလို့အိုကေတမန်လေးကိုရှော့တာနော်အရင်ရောမပေါ့တိုင်းအဲ့လိုစီကုတ်ဘွားကြလို့တာမန်လေးနဲ့ပဲတွတ်သူအလိုက်တင်လေ အဖေကအဖေကစီကိုဆယ်တန်းတော့ဆုံးတာဆယ်တန်းတော့ဆုံးတာဆက်မဲ့ဒါဘာဖြစ်ဖြစ်အဲကိုရီဘွားမှာကိုရီယူသသားနဲ့ရက်တည်တယ်လူတွေကိုပျော်ရွှင်တဲ့ရက်သားတွေပေးတယ်ကိုတက်ကျွန်းနဲ့အရာနဲ့ပညာရည်ချင်းမှဆိုရင်လည်းဘာဖြစ်ပြောအဲဘာဖြစ်ပဲ level တိုင်းရဲ့ level သွားနိုင်တယ်တကယ်ရန်တော်ပါတယ်လင်းတို့ထက်လည်းတကယ်ကိုပညာရည်ချင်းရော entertainment ပိုင်းတွေရောတော်တော်ကြောင့်လင်းကတော့အဲဂုံယူပါတယ်ဒီလေးလေးစားပါ ဆန်ဝင်လို့ဆန်မလို့တာဟုတ်ကဲ့အဲ့လိုညီမလေးကအခုထားပါချေချော့လေးကြည့်အောင်ချစ်စရာ skin ကလည်းရမ်းကောင်းတယ်ဆိုတော့ချော့တော့ပါအဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီ main ဒီဒီဒီပေါ့နော်ဒီအခုဟာ beauty တချင်းဆိုတဲ့တဲ့ကိုပြောင်းနေချိန်မှာအဲ့လိုငငယ်လေးတွေကဝါရသနာပါတာလားဒါမှမဟုတ်အဲသူများလှုပ်လို့လိုက်လှုပ်ချင်တာလားဒါမှမဟုတ်အဲဒီဟာလှုပ်လို့ရှိရင် လူတွေကြားထဲမှာငါပေါ်ပူလာဖြစ်နိုင်တဲ့စိတ်မျိုးနဲ့လောက်တာလားဟုတ်ဆရာလောက်တာလည်းမဟုတ်ဘူးအပြုသဘောဆောင်ပြီးလည်းမေးချင်တာအဲဒါခါကျရင်လူတွေကတခါကျရင်ကိုရီးယားလောက်တာကရိုးရှင်းပေမဲ့တလွဲတွေ့တတ်တဲ့ဟာကို question ပြစီစင်တာအစားငါတော့ဒီလိုဟိုအစိုးရဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့တော့လောက်ခဲ့တာမို့အစားတော့ဒီအားလုံးရဲ့အစားအကပြိုင်ပွဲပေါ့အကပြိုင်ပွဲဆိုတော့ အာငငယ်ကလေးကနေအရန်ကရတာဝါရနာပါတယ်အဲ့လိုအကဆိုမျိုးစုံကရဗမာကရလည်းကရတယ်အကုန်အကုန်ကရတယ်ဗမာကဆိုမနဲ့တူတယ်ငငယ်ကတော့ဗမာကကရကြီးလာတော့နည်းနည်းမှဗမာဗမာတော့အဲ့တော့ကနေငါနေအဲ့ဒီအချိန်မှာတော့အိမ်နဲ့အရန်တိုက်ခံရှိခဲ့ဘာလို့လဲဆိုနည်းနည်းအဲဆယ်တန်းပြီးပြီးတော့မှအသက်အရွယ်ရလာတဲ့အချိန်မှာဟိုနေရဆိုတော့လေအဲ့လိုကကျရှမ်းပြည်မြောက်ပိုင်းရှမ်းပြည်မြောက်ပိုင်းမိုးမိတ်ဟုတ်ကဲ့ ဟိုတော်တော်ဝေးတဲ့ရန်ကုန်နဲ့ဆိုကားတော့နှစ်ဆင့်စီရနှစ်ညစီရဆိုတော့အဲ့လိုဟိုနေရနေဆိုတဲ့ခါကျတော့အဲ့ဒီနေမှာလဲကားတဲ့လူလဲတယောက်မှမရှိဘူးဟိုအကားစတူဒီယိုလည်းမရှိဘူးအဲ့လိုအကားနေဆိုတာအရန်ကုန်နဲ့အလန်းဝေးနေတဲ့နေရာကြီးမဖြစ်နိုင်တဲ့ဟာကြီးဆိုတော့အင်းကလည်းတော့တဘောမကြောက်အင်းကဝန်ထမ်းလုပ်စေချင်တာဝန်ထမ်းလုပ်ခဲ့ရတယ်ဟုတ်ကဲ့ဝန်ထမ်းဖြစ်သွားရတယ်ဝန်ထမ်းဖြစ်သွားရတယ်ဝန်ထမ်းဖြစ်သွားပြီးတော့မှဒီရန်ကုန်မှာအကပြိုင်ပွဲလုပ်တယ်အော်ဒီရှင်အောင်တော့မှအင်းကနေ ကိုဟာကိုထွက်ချလာအခုတကယ်နေပြီးတော့အဲ့ဟိုဟာအကောက်အကောက်ပြိုင်မှုတတိယအကောက်ပြိုင်မှုအတွက်ကိုဒီကိုအဲ့ဒီဝင်တန်း live ကြီးကိုဆွန့်လုပ်ပြီးတော့မှတခါလေဆွန့်လုပ်ပြီးလာတိုင်းတခါလေဆွန့်လုပ်ပြီးတော့မှတခါလေအပြီးဟုတ်ကဲ့ဘေးဆက်မှုကြီးဟုတ်ကဲ့တကယ်တကယ်ပါဟုတ် LGBT ဘဝကတော့ဟိုကိုရီးယားကဒီတိုင်းနေနေနဲ့ပါမန်ဖြစ်သွားပြီမယ်ပေအားမတော့မလွယ်ခဲ့တယ်လွယ်မရိုးရှင်းနေဟုတ်တယ်တခုကိုလိုချင်တော့လဲတခုကိုဆုံးမခဲ့ရပါအဲ့လိုပဲအိမ်ကနေ ဒီလိုပဲထွက်လာခဲ့တယ်။တခုရှိတာအိမ်ကတော့အရင်ဟိုလိုမျိုးစိတ်တာဩအကန့်ဆက်ရပေးတဲ့ထဲတော့မပေါ့။မေးရခင်ချက်ကကြတော့နင်တို့ကိုပညာတတ်အောင်သင်ပေးထားတယ်။နင်တို့အုံနောက်နဲ့နင်တို့စဉ်းစားနင်တို့ဖြစ်နင်တို့ဟိုကောင်းတာလုံးကောင်းတာဖြစ်မယ်။နင်တို့ဆိုးတာလုံးဆိုးတာဖြစ်မယ်။အဲလို့ဆိုတဲ့အခါကျတော့ကိုကလည်းကိုကကြောက်လဲဘယ်လိုလဲဆိုတော့ကိုမဖြစ်နိုင်ဘူးဆိုတော့တည်ရတိုင်းမဲ့အဲ့လိုမျိုးတခါမှမစူးစမ်းကြည့်ရသေးပဲနေတော့ကိုကမစွန့်လွတ်ချင်ဘူး။လွတ်ကြည့်ချင်တာ။အဲ့တော့ ငါရအောင်လှုပ်ကြည့်မယ်ဆိုပြီးတော့မှရန်ကုန်ရအောင်လာခဲ့အဲ့လိုကနေပြီးတော့မှဆိုရင်တော့ဒါရာထင်နေပြီပေါ့နော်အဲ့အဲ့ကနေပြီးတော့မှအဲဦးကတော်တော်ထင်ပါတော့ရောက်ကြလေးပုံစံပဲရှိသေးရဲ့အဲ့ကနေထွက်လာတော့ရောက်ကြလေးပုံစံပဲရှိသေးရဲ့ ဒီရောက်တော့မှဖြင်းဖြင်းဖြင်းရနေဘူး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 ဆိုပစ်စားတော့ဒီလိုလေးဆိုလို့ပြတာအမေတော်အံ့ဩချိန်မရလိုက်ဘူးအမေတော်အံ့ဩချိန်မရလိုက်ဘူးရန်ကုန်ကနေသူတို့နေကနေရန်ကုန်အမေတို့လည်းအခုရန်ကုန်မှာပဲဆိုနေကနေသူတို့ရန်ကုန်ရောက်လာတော့သူတို့ကဒီလိုဖြစ်သွားတယ်အဲ့ဒါကတော့အမေအောင်အောင်အမေအမေလည်းနည်းနည်းတော့သူ့စိတ်ကိုတော့သူလည်းပြန်ပြီးပြင်ဆင်ရမှာပဲဟုတ်တယ်ဟုတ်တယ်အာမောင်လေးကကြာတော့နည်းနည်းမတူညီတဲ့ဟာမျိုးသွားချက်မောင်လေးကဆိုကွာဒီ ကလည်းကကတဲ့ဘက်မှာဆိုလဲဗာပြပြောကျွမ်းကျင်နေတကယ် beach တွေနဲ့သူ music တွေနဲ့တေချာကိုလောက်ပါနောက်ဆိုကိုဆိုတဲ့ဘက်မှာလဲကိုကယော့မနေဘူးကွာအတန် vocal အားကြီးဆိုလဲနော်ဗာပြပြောထူးခြားတဲ့ main host လဲ main coach ဆိုတော့ main vocal ဆိုတော့ထူးခြားတဲ့ဒီအတန် voice လဲရှိတာဆိုတော့လေအဲ့လိုမျိုးကြတော့ငငယ်လေးတွေကဝါသနာပါလာတာလားဒါမှမဟုတ်ဒါ ਉਹ ပဲတချို့ကြတော့ပြန်ပြီးတော့လေ့ကျင့်ယူရတာတွေရှိတယ်လေဒီ vocal ကအနေအမြင့်တာကြအဲ့ဒါကြတော့အဲအဲ့လိုမျိုးဆိုတော့ ကရင်နဲ့တချင်းဆိုရတာလွဲတာလားဒါမှမဟုတ်ဒီလိုမျိုးတစ်ခါကျရင်ဟိုစိတ်ကအရန်ပိုနှင့်ရလေတပြိုင်တည်းအလုံးတစ်ခုလောက်ရတာဆိုတော့အာအာလေးအားနေချက်အသာချက်တွေသိစစ်ကျွန်တော်အဖြစ်ကျောင်းကုံစင်ကိုစားပြပြမယ်ဆိုကျွန်တော်ကတကယ်တော့အဆိုတော်ဖြစ်ချင်တာငင်းငယ်လေးကလေးဒါအဖေမေတို့လည်းအဖေတို့အဖိုးတို့လည်းမျိုးမျိုးပါတယ်ပေါ့နော်သူတို့ကအဲ့လိုမျိုးစိုးချင်တာဆိုကြနာဆိုတော့ကျွန်တော်ကအဲ့ငငယ်လေးတည်းကနေမှဒီအစိုးရလှုပ်ဖို့အတွက်ဝါသနာပါလာတဲ့လူဆိုတော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်က ီနယ်ရလည်းဖြစ်တယ်နယ်ကျွန်တော်နယ်ဆိုမဲ့ကျွန်တော်ကနယ်တော့အရင်မကြောက်ဖြူ195မိုင်ဘက်ကဆိုနယ်အရင်မကြောက်ပဲမီတာစုကအရင်ဟုတ်လို့မျိုးအဆင်ပြေတယ်မပါတော့ကိုကဒီလိုရန်ကုန်လာဖို့ဆိုတော့မလွယ်ဘူးပေါ့အဲ့တော့စတူဒီယိုပါဆိုတော့မမြင်ဘူးတဲ့လူဆိုတော့အဲ့ဒီမှာဝါသနာပါတာပဲရှိတာကို့မှာပါရမီလေးတက်ခံနေရှိနေတာတခုလေးတော့တည်တယ်အဲ့တော့အဖေမေတို့လည်းပြောပြတော့သူတို့ကလည်းငငယ်လေးတွေကအိမ်မက်တွေပြရပေါ့နော်။ဒါဆောင်းဝဲပြအောင်ဖြေလိုက် starless sky လိုက်ပို့မယ်။ဆောင်းဝဲပြအောင်ဖြေလိုက်ကျဲကျဲကလေးတွေကပါလိုက်ပို့မယ်ဆိုအဲ့လိုလေးဆောင်းရင်ဆောင်းရင်နဲ့မှ တော့မှဖြစ်မလာခဲ့ဘူးပေါ့နော်ဖြစ်မလာဘူးအဲ့ဒါနဲ့ကိုစေတန်းပြီးတဲ့ခါကျတော့အိမ်ုံလည်းလုံးဝလက် ကိုမကြည့်တော့တာဘာလို့လဲဆိုရင်အိမ်ကတော့အိမ်ုံတော့အိမ်ုံစိတ်ကျဉ်းတာအောင်တော့ကျွန်တော်ကျွရှင်စရာလုပ်တယ်ကျွရှင်စရာလုပ်တယ်ကျွရှင်စရာလုပ်တာကျွရှင်စရာကလေးကိုစောင့်နေတာကျွရှင်စရာလုပ်တယ်ဒါပေမဲ့အဲ့ကျွရှင်ကျွရှင်စရာမဟုတ်ဘူးကျွရှင်အချိန်ပြီးရင်အဲ့တချင်းနဲ့ပတ်သက်တာကိုတန်းလောက်တာအဲ့လိုမျိုးဒီရှိသမျှမြန်မာနိုင်ငံမှာရှိသမျှအစိုးပြဝင်အားလုံးပြိုင်မှုပဲအကုန်ကြတယ် အကုန်ကြတယ်ဘွိုင်းဘွိုင်းဆိုတော့ဘွိုင်းမှာတော့အကုန်ကြရင်ဘူးလေ expert အကုန်ပြကြတယ်ဆိုတော့ကိုကိုစောစီတီးခဲ့ညီလေးစင်မြောက်စီစင်လေးဟုတ်ကဲ့စောစီတီးခဲ့တာအမပေါင်းတာကိုတီးလေးဟုတ်လားဟာကိုအာအကူကညီလေးတို့ဖြူးမှာ rocking ဖြူးဆိုပြီး stage ရောက်လာလို့ဘူးအလားတကယ်လားဝေလာတို့ဝေလာတို့တာဝန်ရုံးနေလေ rocking တီးလိန်နေတယ်တီးလိန်နေတယ်တီးလိန်နေတယ်ဟုတ်ကဲ့ဟာလို့ရှင်းနေလောက်ပါဟုတ်ဟုတ်အော်အဲ့ဆိုကျွန်တော်အရင် ငယ်သေးရောပပဆိုလို့တိလောက်တယ်ပပအခုလည်းမရှိတော့ပါအဲ့တော့အဲ့တော့တချင်းစုပ်ပြိုင်နေအဲ့တော့ပြိုင်နေကြားတဲ့ခါမှာကျွန်တော်ကဒီကို့မှာအကားတက်ခံအကားတက်ခံလေးလည်းရှိနေသေးရင်ဆိုတော့ပြောပြလိုက်ရနေရဲ့အကားဝါဒနာဟိုအဖိုးရဲ့အတူပါမှာဘလို့ဘလို့ဘလို့အလားဖိုးလားအဲ့ဒါအဲ့ဒါအဲ့ဒါဒီကြီးစရာပေါ့နော်ဒီဘလောက်အကားကြိုက်လဲဆိုရင်ပေါ့အဖွားရဲ့အတူပါမှာအလောင်းအောက်မှာငုံနေကြတော့မြီးလေးပြောက်သွားတယ်ပေါ့မြီးလေးပြောက်သွားတော့လိုက်ရှာကြအမျိုးတွေကုန်တော့ ဲ့ချိန်မှာမီလီကဘာလုပ်နေလဲဆိုတော့ဘောင်းမီတို့လို့ပြီးအခန်းထဲမှာကိုရီးယားတစ်စင်းနဲ့ကတ်သူကတော့ငိုနေချင်လို့ဂျာမန်ငိုနေချင်လို့လိုက်ချာတယ်ကိုကကတ်နေပေါ့မှာကတ်နေတယ်မှာအော်သူတို့လည်းအဲ့တိုင်းကတိလိုက်ပြီးဒီကလေးကတော့တာလီကြည့်လိုက်ဘာလုပ်မှာလဲဆိုတော့လုပ်မယ်ဆိုတာလက်လျှော့မှာမဟုတ်ဘူးဆိုတော့သူတို့လည်းတီးသွားတယ်ပေါ့နော်အဲ့လိုနဲ့အစိုးရကြီးမှာကတ်မပါလာတော့ဘာလုပ်လဲဆိုတော့အကပြိုင်ပွဲဝင်ပြန်လိုက်တာဝင်လာရသွားရောအော်ဒီနေ့ရောက်တာဝင်လာတော့ဝင်လာတော့ဝင်လာတော့ဝင်လာ အဲဝင်လာရတော့မှကိုကအော်အကအပြန်ဝင်နေဝင်တာဖြစ်ပြီပေါ့ငါကတော့ dancer ဖြစ်ပြီပေါ့ဆိုပြီး training စတဲ့အခါမှာမှဆိုရတော့တာပဲတချင်းနေအဲ့ဒီကနေမှစပြီးတော့ဟာဒါမှခုငါဆိုလို့ဖြစ်နေတာတကယ်ဖြစ်လာပြီဆိုပြီးမှကိုရဲ့ရှိတဲ့ parameter ကိုလည်းတကယ် polish တင်လိုက်ခွင့်ရတယ်ပေါ့နော်အဲ့လိုကနေပြီးမှပြောင်းလဲတွေလဲပေါ့နော်အခုဒီဒီဘက်ခင်ခင်နဲ့အညီညီလေးတို့လုတ် ချင်းနဲ့ဟာနဲ့အရွယ်နဲ့အားလုံးအံကုန်ကြတော့ဖြစ်နေဟုတ်တယ်လောက right time ဖြစ်သွားပါဘောနော်ကွတ်တီ time right ပါဆိုအချိန်လေးနော်ဒါပေမဲ့တခုရှိရမောင်လေးကဟိုရှုံးနေမှုတွေအများကြီးကြုံတွေ့ခဲ့ပြီမြေလောကမရတန်းခဲ့ဘူးရတဲ့မယ်မင်းတူကငဲဆက်စူးစမ်းနေရပါလားလက်တော့လောကမရဘူးလက်တော့လာတာကိုအမြဲလှည့်ပြီးတော့အဲလက်နေရလက်နေတဲ့ကြုံတွေ့တော့ရတဲ့အချိန်တစ်ခုမှနော်တွေ့သွားတာဆိုတော့တကယ်ဒါအားကျစရာပဲအားကျစရာပဲအဲ့တော့ဘာပြောအခုဆိုရင်ကို့ဒါ၄ရောက်မှဒါညီမလေးတို့၄ရောက်မှဆိုမတူညီတဲ့ အဲအားနေကြအားသာချက်တွေတယောက်နဲ့တယောက်ရှိကြတယ်အဲ့တော့နောက်လင်းတို့ဒီအခုဆိုရင် LGBT ဆိုအားလုံးကတန်းတူအခွင့်ရေးပေးလာကြတဲ့ပုံမှာလည်းရန်ကိုဘာပဲပြောသွားလာတာနည်းနည်းအဆင်ပြေတယ်နေရနေရစားရတော့တာအဆုံးပေါ့နော်အဲ့တော့ဒီ LGBT တယောက်ဖြစ်လာရင်တိတ်ငြိမ်စရာမလိုဘူးစူးစမ်းရတဲ့သူတိုင်းအတွက်အားလုံးကလက်ခံပေးတယ်ဆိုတဲ့အရာလေးကိုလေ ယူဆက်တစ်တွေကို share ရအောင်ဟုတ်ကဲ့ဟုတ်အရေးကြီးတာပေါ့အာနော်အဲ့အဲ့လိုမျိုးပြောရချိန်မှာခဏကိုကျင်းစာဝါရယ်နင်းနင်းပိုးရင်မျက်စိပွင့်နောက်ပွင့်တိတ်မရှိတဲ့အချိန်မှာလင်းတို့ဖြတ်တန်းခဲ့ရတဲ့အချိန်ကြီးခက်ခဲမှာမောင်လေးတို့ညီမလေးတို့ထက်အများကြီးခက်ခဲမှာဆိုရင်55လောက်ဆိုးတယ်ကဲ55လောက်ခက်ခဲဟုတ်ဆိုလေဟိုဒီခက်မှာကဒီလိုမျိုးကွာကြော့ကြော့ဒီဒုတိယကို ရှုံချပြီးပြောဖို့အတွက်ကအဲ့ခက်ခါကြတော့ဟာမ၆ကြီး၆ကြီးဟာဖဲဖဲဖဲရောက်ရောက်ဟဲ့မ၆မလာနေပြီဖဲလေးကွာမင်းတို့သွားလုံးမလို့ကွာအဲ့လိုအဲ့လိုမျိုးဘဝတွေမှာဒီခက်မှာဒီလိုအချိန်ခါမျိုးမှာမရှိကြတဲ့အခါမှာဒါကဒါတို့အတွက်ခွင်လန်းကောင်းအရန်ရတယ်လို့ထင်တယ်။ဒါကတော့အရန်ဂုံယူပါတယ်။အဲ့တော့မျိုးဆက်တစ်တည်းကိုလည်းစိတ်ထက်ဘာပြော LGBT ဆိုတာကဟိုသူ့ရဲ့ကံကြမ္မာဖန်တီးပစ်လိုက်တဲ့တွေကဖြစ်လာတာဆိုတဲ့အခါမှာဒါအလုံးမရှက်ဖို့မချောက်ဖို့ကိုဝါသနာပါရဲ့လို့ကိုထူးချွန်အောင်လုပ်ဖို့အတွက် အပိစကားလေးပြောပြင်းနဲ့ပြောပြပါအောင်စီကိုရိုနေနေကတော့ cast နေနေကတော့စီကိုနှစ်ပိုင်းပြောချင်တယ်ပေါ့နော်စီကိုရိုအခုလိုမျိုးအဲစူးစမ်းခွင့်ရတယ်ဝါသနာပါတာတွေကိုလှုပ်ခွင့်ရတယ်ဒီလိုနေထားမျိုးနဲ့အားလုံးလက်ခံအောင်နေနိုင်တယ်ဆိုတာရှေ့ရစီနီယာတွေရှေ့ရ generation တွေကရှိခဲ့တဲ့ LGBT တွေကအများကြီးစူးစမ်းပေးခဲ့တယ်အများကြီးပတ်ဝန်းကျင်အလက်ခံအောင်အနေထိုင်မှန်ခဲ့ကြတယ်ကိုကိုတက်တည်ပြခဲ့တဲ့အတွက်ကြောင့်မလို့စီကိုရိုဒီလိုနေထားမှနေနိုင်တယ်အဲအတွက်ကြောင့်မလို့လည်းရှေ့ရ generation တွေရာစီနီယာတွေအားလုံးစီကိုရို အာယင်းရနေလိုက်လိုက်လည်းကျေးဇူးတင်ပါတယ်အဲဂျူနီယာတွေအတွက်ကတော့ပေါ့နော်စီကိုမှာဂျင်နာတော့စီကိုကတ်စ်နေနဲ့မှာဂျင်နာကတော့ဒီ LGBT တယောက်ဖြစ်နေတာဘာမှတိုင်ငယ်နေစရာလည်းမလိုသလိုဘာမှလည်းဂုံယူနေစရာမလိုတာမန်နေရတာမန်ပဲစီကိုတို့ဒီလည်းဒီတာမန်လူတွေလိုဆက်ဆံခံရဖို့အတွက်စီကိုတို့စူးစမ်းနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုကိုတာမန်လို့ပဲခံယူထားဖို့ပဲလိုရပေါ့နော်တာလည်းမတာဘူးနိုင်လည်းမနိုင်ဘူးအဲ့အတွက်ကြောင့်မလို့ကိုကိုတာမန်လို့ပဲခံယူပြီးကိုဘာဝါဒနာပါလဲလက်အခုကိကလေးဆိုရင်အဓိကတိတ်တဲ့နာကိုအိမ်မက်ကပါလဲ ဘာလို့ဆိုတော့ဒီအရွယ်မှာအိမ်မက်မတိကြတဲ့သူတွေများအဲ့တော့အရင်ဆုံးကိုယ့်အိမ်မက်ကဘာလဲဆိုတော့ကိုကတည်တည်ချာတီးဖို့လိုရဲအဲတကယ်တိသွားပြီဆိုရင်ဆရာကောင်းတမကောင်းနေနဲ့အာတွေ့အောင်စူးစမ်းပြီးတော့ဒီလမ်းကိုလုံးဝအာမလျှော့ပဲနဲ့ဆက်ပြီးရှောက်သွားပါလို့ကိုကဒီလိုအများနဲ့ရွေးနေတဲ့ရွေးကတော့ဒီအချိန်တစ်ခုဆိုတာရောက်လာရင်အဲ့နှစ်ခုတိုက်တဲ့အချိန်ကျရင်ကိုယ့်ရဲ့ prime time ဆိုတာရှိလာမှာပေါ့နော်အဲ့တော့အဲ့အချိန်မရောက်ခင်ဒီလမ်းလျှော့လိုက်ပါနဲ့လို့အဲစူးစမ်းကြပါလို့ဖိုင်ကင်း ဟာပြောလင်းကတော့ဒီနေ့ပို့ပြီးတော့ဟိုအားရှိအားရှိသွားလင်းတို့ဘက်ကအားတာဝါလေကိုတီကိုတီဘက်ကအားနေဝါပြီးဆိုတော့လင်းမင်းလေးကလေလင်းမင်းရဲ့မိခွန်နိုင်ရလေရင်းနေမြခန်းစားပြီးမိရဆိုတော့တို့သိရဲ့အဲ့ဒီတော့လင်းရဲ့မိခွန်တွေအတွက်လည်းကျေးဇူးတင်ပါတယ်ပြီးတော့ဟိုအခု cast ဖွဲ့ရအနုပညာရေးလေလှုပ်ရှားမှုလေအများကြီးလုပ်နေပြီးရှေ့ဆက်ပြီးခြားပြမယ်ဘာတွေဖြန့်နှိမ့်ဖို့ရှိလဲဆိုတာလေပြည်သက်တွေကိုပြောပြပါအောင် အာဆက်ဆက်ပြီးစကိုဒီတချင်းတွေနဲ့ပတ်သက်ရင်လည်းဒီထက်ပိုပြီး quality ကောင်းတဲ့ဟာတွေဒီထက်ပိုပြီးအမှုပညာအရေးသွေးပြေးွားတဲ့ဟာတွေစကိုအများကြီးခြားပြဖို့ရှိရဲအာပြီးရင်မတူတဲ့ဖန်တီးမှုတွေပေါ့နော်စကိုလုံနိုင်တဲ့အတိုင်းတာတွေကလည်းအကောင်းဆုံးလုပ်ပြီးဆက်ပြီးတော့ခြားပြဖို့ရှိရဲအာပြီးပြီဆိုရင်ဒီစကိုလက်လန်းမီရဲ့အာဒီ LGBT နဲ့ပတ်သက်တဲ့အတိုင်းဝိုင်းနဲ့ပတ်သက်တဲ့လက်လန်းမီရဲ့ campaign တွေပွဲတွေမှာလည်းစကိုအာအများကြီးဖြောပြသွားဖို့ရှိရဲ charity ပွဲမှာအများကြီးဖြောပြသွားဖို့ရှိရဲအာအဲ့ဒါကြောင့်မလို့စကိုရဲ့ဒီ activity ရောစကိုရဲ့အမှုပညာအာ အဲထပ်ပြီးတော့ဖန်တီးမဲ့အနုပညာတွေကိုအများကြီးအပေးကြပါအောင်လို့ဟုတ်ကဲ့အပေးပါမယ်တကယ်ချစ်စရာလေးအခုဖွဲ့ဖွဲ့မိုက်စာဖြောပြတင်ဆက်မှုကြည့်ရှင်နေဟုတ်တယ်ကြည့်ကြမယ်လည်းကြည့်ရှင်နေနော်ဟုတ်ကဲ့အဲဆိုလို့ရှိရင်အရင်ဆုံးအဲဘယ်လိုမျိုးပုံစံလေးနဲ့ဖြောပြီးတင်ဆက်သွားမလဲပေါ့နော်အဲ့ဒါလေး surprise နေနဲ့ပဲကြည့်လိုက်တော့ okay okay